်တမရထန်ကနိုင်ငံကအကြောင်းသားဗီဇာတွေကိုမလောဆဲအရာကြီးပိတ်လိုက်ကြောင်းမိန့်ထုတ်လိုက်တဲ့အတွက်ကြောင့်နိုင်ငံကအကြောင်းသားတွေအကုန်လုံးတော့တိုင်ပတ်သွားပြီဖြစ်ပါတယ်။အမေရိကန်နိုင်ငံဂျာယီဝန်ကြီးဌာနလက်အောက်မှာရှိတဲ့နိုင်ငံလိုက်သက်ဆိုင်ရာတန်ယုံတွေမှာပြပအကြောင်းသားတွေအားအမေရိကန်ပြည်ဝင်ခွင့်ဗီဇာအတွက်ပြေဆုံးမင်းမြတ်တဲ့လုပ်ငန်းတွေရပ်ထားဖို့နိုင်ငံဂျာယီဝန်ကြီးမာကိုရူဘီယိုကလက်မှတ်ရေးထိုးညွှန်ကြားထားတယ်လို့နိုင်ငံတကာသတင်းတွေမှာဖော်ပြပါတယ်။ဘလောက်ကြာမလဲတော့မသိပါဘူး။ အနည်းဆုံးရက်ပေါင်း60ထိတော့ဖြစ်နိုင်ချေရှိပါတယ်အမေရိကန်ရာရှိသူကတော့ခုရဆိုင်မှုကယာယီသားဖြစ်ပြီးဗီဇာတွဲဆောင်မင်းမြတ်မှုပြုလုပ်ထားပြီးတော့ရှောက်ထားသူတွေနဲ့မသက်ဆိုင်လို့ဆိုပါတယ် appointment ရပြီးသားចောင်းသားတွေအနေနဲ့တော့ login နဲ့ဆိုပါတယ် AB တင်ထားကတွေ့ရှိတဲ့အဆိုပါမိန့်စာမှာနိုင်ငံခြားရေးဝန်ကြီးဌာနကအကြောင်းသားတွေရဲ့လူမှုမီဒီယာအသုံးပြုဖို့ကိုစီစစ်ချိန်ရက်ဆိုင်ထားခြင်းဖြစ်တယ်လို့ဖော်ပြထားပါတယ်။နိုင်ငံတကာအကြောင်းသားအများစုဟာ မရိကမှာဆန္ဒပြပွဲတွေလုပ်ခဲ့ပြီးတမန်ထရန့်ကိုပြင်းထန်ဝေဖန်တဲ့အတွက်ကြောင့်တမန်ထရန့်ကအဲ့ဒီလိုမျိုးလှုပ်လိုက်ပုံရပါတယ်လူမှုမီဒီယာအသုံးပြုမှုကိုစီစီရင်းနေအဲ့ဒီလုပ်ငန်းစဉ်တွေကိုတိုးမြင့်လှုပ်ဆောင်ဖို့ပြင်ဆင်မှုဖြင့်မရိကန်ကောင်စွင့်ရုံဟာနောက်ထပ်လမ်းညွှန်ချက်တွေထုတ်ပြန်တဲ့အထိဘယ်အကြောင်းသားမှအပြန်အလှန်သွားလာမှုအစီအစဉ်ရဗီဇာလျှောက်ထားမှုအတွက်တွဲဆောင်မေးမြန်းမှုတွေထပ်မလုပ်ဖို့ဖော်ပြထားပါတယ်ဒီကရရဲ့ရဲစခန်းကလည်းနယူးယောက်တက္ကသိုလ်မှာចောင်းသားတို့ကဂါဇာစစ်ပွဲနဲ့ပတ်သက်ပြီး အစ္စရေးနဲ့အမေရိကန်ကိုသူ့ရဲ့ဘွဲရမေကောမှာအပြင်းထန်ဝေခံဖန်ခဲ့ပါလေ။အဲဒီအကြောင်းတောင်းကိုလည်းဘွဲမပေးပဲဘွဲကိုဆိုင်းငံ့ခဲ့တယ်လို့သိရပါတယ်။မေ29ကပြုလုပ်ခဲ့တဲ့သတင်းစာရှင်းလင်းမှာခုလိုရဆိုင်မှုနဲ့ပတ်သက်ပြီးနိုင်ငံခြားရေးဝန်ကြီးဌာနပြောရေးဆိုခွင့်ရှိသူတမ်မီဘရုစ်ကမရိကန်ဆိုရဟာဗီဇာရှောင်ရှားသူတွေကိုစီစစ်ရမှာရရှိနိုင်တဲ့အရင်းမြစ်အလုံးသုံးပြကြောင်းပြောပါတယ်။ဒီလိုလူတွေကကြောင်းသားလားဘသူတွေလဲတအားသိနိုင်ဖို့ဖြစ်နေတဲ့မြန်မာနီးအလုံးသုံးပြီး စီစစ်သွားမယ်လို့တမ်ဘီဘရုစ်ကဆိုပါတယ်။ပြီးခဲ့တဲ့ဒီနေ့ဘက်ကလည်းထရန့်ဆိုရဟာဟာဗတ်တက္ကသိုလ်နိုင်ငံတကာအကြောင်းသားများလက်ခံနိုင်ခွင့်ကိုရုပ်သိမ်းခဲ့တယ်လို့အဲ့ဒီတက္ကသိုလ်ကနိုင်ငံခြားအကြောင်းသားတွေအတွက်ဗီဇာရှောင်ထားဖို့ထောက်ခံခွင့်ပေးဖို့လည်းရည်ဆိုင်ခဲ့ပါတယ်။တက္ကသိုလ်ကတရားဥပဒေမှာတိုင်ကြားခဲ့ပြီးနောက်ဖက်ဒရယ်တရားသူကြီးတို့ကထရန့်ရဲ့မိန့်ကိုရည်ဆိုင်ကြောင်းဆုံးဖြစ်ပါတယ်။အဲ့ထရန့်ကတော့တရားသူကြီးတွေကဘာမှနားမလဲပဲလိုက်ရဆိုင်နေတာလို့ပြောပါတယ်။ចောင်းသားဗီဇာတွေ တွဲဆုံမိမြမှုကိုအချင်းကြောင်မြင့်ဆောင်ရဆိုင်ထားမယ်ဆိုရင်ကျောင်းသားတွေအတွက်ကျောင်းအပ်ခြင်းအဆောင်အချင်းသင်တန်းတွေအတွက်စည်ရင်းသွင်းတဲ့အစီအစဉ်တွေအားလုံးမှာနှောင့်နှေးသွားစေနိုင်မှာဖြစ်ပါတယ်။ခုဆိုရင် Harvard တက္ကသိုလ်နဲ့တမန်ထံကြားကပြဿနာတွေကလည်းလိတ်ခဲတဲလက်ကြီးဖြစ်နေပါတယ်။တမန်ထံကနိုင်ငံတကာကျောင်းသားတွေ Harvard တက္ကသိုလ်မှာလက်မခံရလို့အမိန့်ထုတ်တာကို Harvard တက္ကသိုလ်ကဆန့်ကျင်ပြီးတရားသူကြီးတွေကလည်း Harvard တက္ကသိုလ်ဘက်ကနေတမန်အမိန့်ကိုယာယီဆန့်ကျင်အောင်ဆုံးဖြစ်ပါလေ။ Nobel ဆုရှင်ပေါင်း162ဦးကိုမွေးထုတ်ပေးခဲ့ရာ မေဂန်ရဲ့တမိုင်းဆင်လာကြီးမားဆုံးကမ္ဘာအကောင်းဆုံးတက္ကသိုလ်တွေမှာတစ်ခုပါဝင်ဖြစ်တဲ့ဟာဗတ်တက္ကသိုလ်ကြီးဟာဂျူမုံဒီယေဝါရဖြန့်မှု liberal ဝါရဖြန့်မှုတရုတ်ကွန်မတီတွေနဲ့ပူးပေါင်းဆောင်ရွက်မှု အကြမ်းဖက်ရေးလှုပ်ဆောင်ပေးနေရအကြောင်းကြီးပဲလို့ထန်ကဆွဆွဲထားပြီးတက္ကသိုလ်အတွက်ဆွေးရထောက်ပံ့ငွေဒေါ်လာ6ဘီလီယံနဲ့ကနဦးဒေါ်လာ2.2ဘီလီယံကိုပြန်လည်သိမ်းဆည်းလိုက်ပြီးတရားဝင်စာချုပ်တွေနဲ့အေဂျင်စီတွေကပေးတဲ့ဒေါ်လာတန်း60ရုပ်သိမ်းကြောင်းဇက်တိုက်ကျင်ညာပါလိမ့် အခုနောက်ဆုံးနိုင်ငံเจ้าသားចောင်းသားဥယျလေးဘုံတဘုံကျော်မှာတရုတ်များဖြစ်နေတာကိုចောင်းပြပြီးဘယ်နိုင်ငံเจ้าသားမှလက်ခံတင် जा ခွင့်မပြုတော့ကြောင်းထန့်ကထပ်မကျင်ညာရာရိုင်ဂန်မဆာချူးဆက်တရားမှာတကယ်လို့ဘမထန့်ဆိုရကိုပြန်တရားဆွဲဆိုပြီးမေ26ရက်နေ့မှာစတင်ចောင်းတာစစ်ဆေးမယ်လို့ကြေညာပါတယ်ဒီကြံရမှုနဲ့တူထန့်ဆိုရရဲ့ဟာဗတ်တက်ဘောဇတ်အေးဘေးဆုံးနေမှုဟာ ဖွဲ့စည်းပုံနဲ့မကိုက်ညီကြောင်းပြင်ပဲ့ဧည့်သည်ကျောင်းသားတွေနဲ့ပူးပေါင်းတင်ကြမှုပရိုဂရမ်ကိုလည်းချိုးဖောက်ရရောက်တဲ့အတွက်အဲ့ဒီမိန့်ကိုဆိုင်းငံ့တယ်လို့တရားသူကြီးအလက်ဆန်ဘာရုစ်ကကြေညာပါတယ်ဟာဗာ့ဒ်ကလောက်ကအလန်ကာဘာကလည်းထရန့်ဟာဥပဒေနဲ့မညီခိုင်လိုမှုမရှိတဲ့ဆွဆွဲချက်တွေနဲ့ကြောင်းဝဒုက္ခပဲအကျန်းဖက်နေတဲ့သူလို့ဝေဖန်သွားပါတယ်။တရုတ်နိုင်ငံကြေးဝန်ကြီးဌာနပြောရေးဆိုခွင့်ရှိသူမောင်နှင်းကလည်းထရန့်လို့ရဟာပညာရေးပူးပေါင်းဆောင်ရွက်မှုမှာနိုင်ငံရေးရောရှက်ချင်းချောက်မှုကျင်းတာဖြစ်ကြောင်းလုံးဝလက်မခံနိုင်ကြောင်းတုံ့ပြန်သွားတယ်လို့သိရပါတယ်။